Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့က Unfight ခန်းကြီးလေးတွေဆက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Skimmy Channel မှာပေါ့နော်ဗီဒီယိုတွေအများကြီးရှိတယ်ဘယ်ဟာဘယ်လိုကြည့်ရမလဲမသိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ Channel တွေဝင်လိုက်ပေါ့နော်ဝင်လိုက်လို့ရှိရင်ဒီမှာ playlist ဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အမျိုးအစားလိုက်အဲသူ့ရဲ့ အစီအစဉ်လေးလိုက်ပေါ့နော်ခွဲပေးထားဖြစ်တဲ့အတွက်ကိုနှစ်သက်ရဗီဒီယိုလေးဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်ဒီတစ်ခေါက်ကျွန်တော်သွားမှာကဒီ Skimmy N5 ခန်းကြီးပညာဌာနဆိုတဲ့ဥစ္စာပေါ့နော်ကျွန်တော်အရှိမအပိုင်း5ထိအဲတင်ထားပြီးပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ကအပိုင်း6ပေါ့နော်အပိုင်း6ကိုတူတူဆက်ပြီးတော့လေ့လာကြည့်မှာဖြစ်ပါတယ်အဲ့တော့အရင်တော့ကလည်းအမြင်နဲ့ပြောတဲ့အတိုင်းပဲအဲ့တော့ခန်းချီမရဘူးဆိုလို့ရှိရင် ခန့်ကျင့်မကြက်ခင်မှာပေါ့နော်ကျွန်တော်ကဘောကပ်ပလေးတွေကိုအရင်ဆုံးမှတ်ပေးဖို့အတွက်အကြံပြုပါတယ်ဘောကပ်ပလေးတွေကိုအရင်မှတ်ပြီးတော့မှအော်ဒီဘောကပ်ပလေးနေရာမှာဘလို့စလုံးတွေကအစာဝင်ထိုးမလဲဆိုတဲ့ဥစ္စာလေးကိုလေ့လာလို့ရှင်ပို့ပြီးတော့မှတ်ရလွယ်ပါတယ်နော်အဲ့တော့ဒီနေ့လဲတူတူအဲထုံးစံတိုင်းကျွန်တော်တို့ဒီမှာ၁၀လုံးရှိတယ်ပေါ့နော်ဒီ၁၀လုံးကိုမှတ်မယ်အရင်ဆုံးခန့်ကျင့်လေးတွေကဘလို့လေးဖြစ်မလဲဆိုတဲ့ဥစ္စာကိုမပြောခင်မှာဘောကပ်ပလေးတွေကိုအရင်ဆုံးကျွန်တော်ကြက်ကြမယ်ပေါ့နော်အဲ့တော့ဒီမှာမဟဲ့ မရဲစွာကအရှိတ်တည်းပြောထားတယ်။ဥရှိရောစွာကအနောက်ဖက်ဆိုရယ်ပေါ့ကပ်လေးရှိရယ်ပေါ့နော်။သူကဟိုအရက်မျက်နှာကိုပြောတာမဟုတ်ဘဲနဲ့ကိုကထိုင်နေဆိုကိုရဲ့အရှိတ်ပေါ့နော်။ English လို့ဆိုရင်ကျော် in front of ဆိုရယ်ပေါ့ကပ်လေးနဲ့တွားပြီးတော့တူမယ်ပေါ့နော်။ကိုရဲ့အရှိတ်ကိုရဲ့နောက်ကျောဘက်ဆိုရယ်အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့မရဲ့ဥရှိရောဆိုရယ်ပေါ့ကပ်လေးရှိမယ်။ပြီးလို့ရှိရင်ဆုတ်တုဆုတ်တုစွာကအပြင်ဘက်ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်။ ပြင်ကြောင်းမှာဟီတာဒီမီဂီဆိုရယ်ပေါကပ်လေးရှိမယ်ဘယ်ဘက်ညာဘက်ဆိုရယ်စကားလုံးလေးပေါ့နော်ဘယ်ဘက်ညာဘက်ဟီတာဒီမီဂီဆိုရယ်ပေါကပ်လေးရှိတယ်အဲအဲ့ဒါပြီးတဲ့အခါမှာမှာအရက်မျက်နာဖြစ်တဲ့အရှိအနောက်တောင်မြောက်ဆိုရယ်ပေါကပ်လေး၄ခုရှိတယ်ပေါ့နော်ဟီကာရှိနီရှိမီနာမီကီတာအဲ့တော့အဲ့ဒါလေးဟိုကလေနှုတ်ထဲမှာဆွဲနေအောင်လေးလုံးလုံးတစ်ခါလေးကြက်ထားပေးပါဟီကာရှိနီရှိမီနာမီကီတာ အရှိအနောက်တောင်မြောက်ပေါ့နော်အတွေ့လိုက်လေးကြက်ထားပေးမယ်ပြီးလို့ရှိရင်နံပါတ်30ဘော့ကပ်လေးကကြတော့နာမရဲ့နာမည်ဆွဲဘော့ကပ်လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီဘော့ကပ်30လုံးကိုခန့်ကြည့်လေးနဲ့ဘယ်လိုရေးကြည့်ကြမလဲဆိုတာအတူတူကြည့်ကြအောင်နော်အဲ့တော့ပထမဆုံးမရဲ့ဆွဲစကားလုံးလေးပေါ့နော်မရဲ့ကိုယ့်ရဲ့အရှိဘတ်ဆွဲစကားလုံးလေးသူကဒီလိုမျိုးလေးရေးပါတယ်တဲ့အဲ့တော့ကျွန်တော်တို့နေနေလေး and five မှာပေါ့နော်ဒီရင်းနှီးလေးတွေကိုကျင်းသားရလာအောင်မြများလေးရေးကြည့်ဖို့အတွက်အကြံပြုပါတယ်အရင်ဆုံးအပေါ်ကဒီအပေါ် အချက်လေးနှစ်ချက်ကိုဆွဲလိုက်မှာပေါ့နော်တင်းနဲ့ပြီးလို့ရှင်ကြောဒီလိုမျိုးလေးဆွဲမယ်ဒါလေးတန်းတန်းလေးဖြစ်ရမှာနော်ဟုတ်ရှော့တန်းတန်းလေးဖြစ်ရမယ်ပြီးအဲ့ဒီအောက်မှာမမဒါလေးကြောင်းမြင်မှုသားလဆိုရဲစကလုံးလေးနဲ့ဆင်းတယ်ဒါပေမဲ့သူကကြာလဆိုလို့ရှင်ကြောတော့ကုကွေးလေးရေးတာဟုတ်ဒီရှေ့ကချမ်းလေးကုကွေးလေးရေးတာဒါပေမဲ့ဒီတစ်ခေါက်ကကြာတော့ဒါလေးဖျံဖျောင်းလေးဆွဲမယ်လို့လေကျွန်တော်အခုလေအဲတရုတ်စာတင်တာပေါ့နော်တရုတ်စာနဲ့ဂျပန်စာနဲ့ခန်းကြီးစလုံးတွေအတူတူပဲဆိုတော့သူတို့ဆိုဆိုရှင်ဆွဲလို့ရှင်အဲ့လိုမျိုးလေခေါ်ခေါ်ပြီးတော့ပါဇက်ကနေအော်အော်ပြီးတော့ဆွဲရဟမ် အဲ့လိုမျိုးလေးဟန်ရှုဝမ်ကုန်းဆိုအဲ့လိုမျိုးလေးဆဲရဆိုဝါပျော်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဂျမသားမအဲ့လိုအတန်လေးမဆွဲရအောင်ဆိုပေမဲ့ဒီတိုင်းလေးပဲမင်းများလေးရေးပြီးတော့ကြည့်ကြည့်ပေးနော်ဒါလေးကမရဲ့အရှိတ်ပတ်ဆွဲစကားလုံးလေးဖြစ်ပါတယ်ဥပမာကျောင်းမှာပေါ့နော် အခိဆိုရယ်ဘူတာဆိုရယ်စကားလုံးလေးရှိမှာပေါ့နော်အခိမရယ်ဆိုလို့ရှင်ဒါဘူတာရှိဆိုပြီးအဲ့လိုမျိုးလေးတွဲလိုက်လိုမျိုးလေးမြင်ရမှာစကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမရယ်ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်နောက်တစ်ခုအူရှိရိုးဆိုရယ်စကားလုံးလေးရေးကြည့်အောင်အူရှိရိုးအူရှိရိုးဆိုတာကကြတော့အနောက်ဖက်ဆိုရယ်စကားလုံးလေးပေါ့နော်သူကအရှိမအနောက်ဖက်မှာအဲလူနှစ်ယောက်စောင့်နေရဆိုပြီးမှတ်ထားလိုက်လို့ရတယ်ဒီအရှိဟာလေးကကြတော့ ဒါလေးကကျောနင်းပန်းလို့ခေါ်တယ်လူနှစ်ယောက်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒီလိုမျိုး a i u e o ရဲ့ခတာခဏ i လေးဖြစ်ပါတယ်အဲ့တော့အပေါ်မှာအရင်ဆုံးဟာလေးဆွဲပြီးတော့ပေါ့နော်ဒါလေးအရင်ဆွဲမယ်အဲ့လေးအရင်ဆွဲမယ်အဲ့လေးဆွဲပြီးလို့ရှိရင်နောက်ကအဥ္စာလေးဆွဲမယ်ပေါ်ကနေပြီးတော့ဆွဲမယ်ဒီလိုမျိုးလေးတစ်ချက်ပြီးလို့ရှိရင်နောက်ထပ်အဲ့လိုမျိုးလေးလာပြီးတော့တန်တန်လေးတစ်ခါရေးတန်းသွားမယ်နော်ဆိုပြီးလို့ရှိရင်ဒါလေးမှာပိတ်မယ်အဲ့ပြီးတော့အောက်မှာမှာတက်နေတော့စုစုပေါင်း stroke က6ချက်ရှိရမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70ကိုကျစီရမယ်။ဒါလေးကကြတော့သူအနောက်မှာ row ဆိုတဲ့ဥစ္စာလေးထွက်ပေးရပါဘောနော်။ပေါင်းလိုက်လို့ရှင်ဥရှိလို့ဥရှိလို့ဆိုတာအနောက်ဖက်ဆွဲစကလုံးလေးဖြစ်ပါတယ်။အဲ့တော့အဲ့လိုမျိုးထွက်တဲ့ဥစ္စာလေးရှိရပါဘောနော်။အဲ့တော့ဗာလေးတွေလဲဆိုတဲ့ဥစ္စာနောက်ပိုင်းကျလို့ရှင်အရင် ဟိုကျင့်သားရသွားလိမ့်မယ်တလို့စီတော့ဒါလေးထွက်တယ်ဆိုလို့ရှင်ဒါလေးထွက်တယ်ဆိုရဲဥစားလေးမှတ်ထားပြီပေါ့နော်ဥပမာဆိုလို့ရှင်ကြီးကျော်ပြပြမယ်ဆိုလို့ရှင်မြင်အောင်ပြရမယ်ဆိုဥခါနဲ့ဆိုလို့ရှင်အရှိမအိုမပါလို့ရှင်သူကတွေ့အတန်းကြတော့ခါနဲ့ဆိုရဲစကလုံးပဲကိုစားပြတာဖြစ်တဲ့အတွက်ဥရှိရိုးဆိုရဲစကလုံးဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီနောက်မှာရိုးဆိုရဲဥစားလေးထွက်ပြရပါတော့ဒီလိုမျိုးရေးထားတယ်ဆိုရှင်ကျွန်တော်တို့ကခါနဲ့ပဲထွက်ပြရမှာအထောက်အရှိမအိုထည့်ပြလိုက်လို့ရှင်ဥခါနဲ့ပတ်စံဆိုပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ဒါကြောင့်နောက်မှာစကလုံးလေးထွက်ပြရဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက်ကကြတော့ဆွတ်တူဆိုရဲစကလုံးလေးရေးမယ်ပေါ့နော်ဆွတ်တူဆွတ်တူဆိုတာဒီလိုလေးရေးပါတယ်တဲ့အဲ့တော့ခါတာ ခဏရဲ့ကျွန်တော်တလေးကိုအရင်ဆွဲမယ်တလေးကိုအရင်ဆွဲမယ်ပြီးလို့ရှိရင်နောက်ကနေပြီးတော့တူဆိုရဲဥစ္စာလေးကိုဆွဲမယ်ပေါ့နော်ဘာလို့တတူမဟုတ်ဘဲနဲ့ဆုတူဖြစ်သွားလဲနော်ဒီမှာခါတခဏရဲ့တနဲ့တူနဲ့ရေးပြီးတော့ဆုတူဆိုပြီးဖြစ်သွားတယ်ဒါလေးအမှတ်ရလွယ်တယ်ဆိုတော့ဒါလေးရှိမယ်ပေါ့နော်ဒါဆုတူဆွဲစကားလုံးလေးဖြစ်ပါတယ်ပြီးရင်ဟီတာဒီဆွဲစကားလုံးလေးရေးမယ်နော်ဟီတာဒီ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 ဒီလိုလေးရေးပါတယ်တဲ့အရင်ဆုံးတစ်ချောင်းဆွဲမယ်ပြီးရင် ီထဲမှာခတာခနာရဲ့ဧလေးကိုဆွဲမယ်ပေါ့နော်ဒါဟီဒါရီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဟီဒါရီပြီးလို့ရှိရင်ကျွန်တော်တို့မှာမီဂီဆိုတဲ့စကားလုံးလေးရေးကြည့်ရအောင်မီဂီမီဂီမီဂီကကြတော့ဟီဒါရီရဲ့ဧနေရာမှာခုချီလေးဝင်သွားပါဇက်လေးဝင်သွားတာဒါလေးဝင်သွားအဲ့တော့ဒါလေးကမီဂီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဟီဒါရီမီဂီအဲ့တော့ဘယ်ဘက်ညာဘက်တွေကျွန်တော်ခန်းကြီးနဲ့ရေးတက်သွားပြီအဲ့တော့ဒီတစ်ခေါက်ရေးမှာကကြတော့ဟီဂါရှိဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဟီဂါရှိဟီဂါရှိဆိုတာကအရှိအရက်ကိုပြောတာဘောကပ်ပြပြီးလို့ယူဆထားတယ်เนาะအဲ့တော့ ဟီကာရှိလေးကိုရေးကြည့်မယ်ဒီလိုမျိုးလေးပါတဲ့ဟီကာရှိလေးအဲ့တော့အရင်ဆုံးတစ်ချောင်းလေးဆွဲမယ်ပြီးရင်ကျောင်းအောက်မှာနေပြပြလေးထည့်မယ်ပေါ့နော်နေပြပြလေးထည့်မယ်ဟုတ်ပါ့မထွက်ရဘူးရွှိလက်လုံးလိုက်နေပြပြလေးထည့်မယ်နေပြပြလေးဆွဲပြအကြီးကအပေါ်ကနေဆွဲချလိုက်မယ်အကူပြီးရင်အောက်မှာချောင်းလေးနဲ့ချောင်းထည့်မယ်ပေါ့နော်ဒါလေးကစုစုပေါင်း stroke က၈ချက်ရှိရမှာဖြစ်ပါတယ်ဟီကာရှိဟီကာရှိဆိုတာကအရှိအရက်ကိုပြောတာပါဟီကာရှိနီရှိနီရှိဆွဲစကားလုံးလေးကိုခန်းကြီးလေးနဲ့ရေးကြည့်ရအောင် ရှုပ် keyboard ကတခါလေးကြာလို့ရှင်မထွက်ဘူးอืมထွက်ပြီဒါနိရှိဆွဲစကလုံးလေးဖြစ်ပါတယ်အနောက်ရက်ဆွဲစကလုံးလေးပေါ့เนาะအနောက်ရက်ဆွဲစကလုံးလေးကဘယ်လိုဆွဲကြမလဲညီစောပွားတစ်ချောင်းလေးကိုဆွဲမယ်ပြီးအောက်မှာကျွန်တော်နံပါတ်4ဆွဲခန်းလေးရေးတလို့မျိုးလေး box လေးဆွဲပြီးတော့လေးမှာဆိုပွားဟာလေးမပါဟုတ်ဒီဘက်ကဟာလေးကကြာနေနေလေးလေးထောင်လေးဆွဲမယ်လို့လေး တစ်ဖက်ကကွယ်ကွယ်လေးတစ်ဖက်ကလေးထောင်တယ်အဲ့တော့တ၄၅ချက်ပေါ့နော် stroke ကစုစုပေါင်း6ချက်ရှိရမှာဖြစ်ပါတယ်နိရှိအနောက်ရက်ဆဲစကလုံးလေးဖြစ်ပါတယ်နော်ဒီတစ်ခေါက်ကမီနာမီဆဲစကလုံးလေးရေးကြည့်ရအောင်မီနာမီအဲ့တော့ ဟိုဘူတာနာမည်ဘာတွေမှာလဲဒီရှေးနောက်တောင်မြောက်စကလုံးတွေအများရန်တွေ့ရတဲ့တယ်ပေါ့နော်ဟီကာရှိဘာနီကာရှိဘာဟီကာရှိဘာနီကာရှိဘာဟီကာရှိဘာနီရှိဘာမီနာမီဘာဆိုပြီးအဲ့လိုမျိုးဟိုဘူတာနာမည်မှာတွေ့ရတဲ့တယ်ပေါ့နော်အဲ့တော့ဒီစကလုံးလေးတွေအများရန်ယဉ်နီနေမဲ့စကလုံးလေးဖြစ်ပါတယ်ရင်းဆုံးပုံမှာ30ပေါ့နော်30ဆိုပေမဲ့တူတူလေးဆွဲမယ်ပြီးအောက်မှာ box လေးဆွဲမယ်အထဲမှာ နှစ်ချက်အရင်ဆွဲမယ်နော်နှစ်ချက်အရင်ဆွဲပြီးလို့ရှိရင်အောက်မှာလည်းနှစ်ချက်အရင်ဆွဲမယ်ပြီးတော့မှအလဲတတရားနေပြီးတော့ဆွဲချလိုက်မယ်ဒါလေးကမီနာမီတောင်ကြီးရဲ့ဆွဲစကလုံးလေးဖြစ်ပါတယ်အဲ့တော့ဟီကာရှိနီရှိမီနာမီမီနာမီအဲ့တော့နောက်ဆုံးစကလုံးလေးဖြစ်တဲ့အရှိနောက်တောင်မြောက်ရဲ့မြောက်ဆွဲစကလုံးလေးဆွဲပါမယ်ခီတာဆွဲစကလုံးလေးပါနော်ခီတာဆွဲတဲ့အခါမှာဘေးကအချက်လေးကိုအရင်ဆွဲမယ်ပြီးရင်တခြားပြီးအောက်ကနေပေါ်ကိုတက်မယ်ပြီးဒီဘက်မှာဟာဟီဟူရဲ့ဟိုရဲ့ဟီလေးကိုရေးမယ်ပေါ့နော်1 2 3 4 ငါအဲ့တော့ဒါလေးကခိတမြောက်ဦးရဲ့ဆွဲစကားလုံးလေးဖြစ်ပါတယ်เนาะအဲ့တော့အရှိနောက်တောင်မြောက်ဆွဲစကားလုံးလေးရှိသွားပြီနောက်ဆုံးစကားလုံးလေးဖြစ်တဲ့နာမဧဆွဲစကားလုံးလေးရေးမယ်ပေါ့เนาะတကယ်တော့နာမဧဆိုတာကနရဲ့မဧဆွဲလိုမျိုးလေးနှလုံးပေါင်းထားတာပါတဲ့အဲ့တော့ကျွန်တော်တို့ကမရဲ့ရေးတက်သွားပြီအပေါ်မှာရေးထားရှိတယ်အဲ့တော့ဒီနဆိုရယ်ခန်းကြီးစကားလုံးလေးကိုရေးမယ်ပေါ့เนาะနကကြတော့ဒီလိုလေးရေးပါတယ်တဲ့အပေါ်ကခတခနရဲ့တလေးကိုအရင်ဆွဲမယ်ခီမီနိုနာမရဲ့ကိုပါလို့လေခီမီနိုနာဝဆိုရယ်ကိုပါလေး စကားလေးရှိရလေအာနီမေ your name ဆိုတဲ့စကားလုံးလေးလေအဲ့တော့အပေါ်တလေးကိုအရင်ဆွဲမယ်နာဆိုတာလေသူကနာတစ်ခုတည်းကိုလည်းနာမည်ဆိုပြီးတော့ ကိုစားပြုရပေါ့နော်သူက name ဆိုတဲ့စကားလုံးကိုကိုစားပြုရခန်းကြီးစကားလုံးလေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပေါ့နော် Kimino Nawa ဆိုလို့ရှင်လဲ your name ဆိုတဲ့စကားလုံးလေးဖြစ်တယ်လို့ Kimino Nama ရောတက်ရှင်နာမရောဘာတူဘာတူတဲ့ဆိုပြီးတော့လေအဲ့လိုမျိုးပြောတာအဲ့တော့နာမရေနာမရဆိုကနာမည်ခန်းကြီးနဲ့အစားထိုးမယ်ဆိုရင်သူကနှလုံးရေးပေးရမယ်ပေါ့နော်အဲနောက်ကစကားလုံးမပါလို့ရှင်သူကနာဆိုတဲ့စကားလုံးပဲဖြစ်မှာအဲ့တော့ဒါကနာဒါမရေနှစ်ခုပေါင်းလိုက်တော့နာမရေဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်အဲ့ဒီနေ့ကစုစုပေါင်း၁၀လုံးလည်လာခဲ့ရပါပေါ့နော်၁၀လုံးအဲ 前後ろちょっと左右東西西南北名前それ漢字坂論里7論ဖြစ်ပါတယ်အဲ့ဒါရသွားပြီဆိုပြီးသားပြီလားဆိုอืมထုံးစံတိုင်းဘယ်ပြီးအောင်မလဲနောက်ခုမှ N5 ပဲရှိသေးอ่ะအဲ့တော့ကျွန်တော်ကသူ့မှာလုံးသွဲလေးတွေထပ်ပြီးတော့ရှိလာနိုင်တယ်ပေါ့နော်အဲ့တော့နည်းနည်းလေးလက်ဆောင်ပေးလို့ရလားလက်ဆောင်ပေးလို့ရအဲ့တော့လက်ဆောင်ဆိုတော့လိုချင်တဲ့လူယူလို့ရတယ်ပေါ့နော်မလိုချင်ဘူးဆိုရင်လည်းမယူလို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့လက်ဆောင်အနေနဲ့ဒီလိုမျိုးလေး pocket လေးနှစ်ခုပြောပြပေးပါမယ်ကောဇန်ကောဇန် ်ဂေါ်ဂေါ်ဆိုရပေါ့ကပ်လေအဲ့တော့ဂေါ်ဇန်ဂေါ်ဂေါ်ဂေါ်ဇန်ကကြတော့ AM ကိုပြောတာပါဂေါ်ဂေါ်ကကြတော့ PM ကိုပြောတာပါကျွန်တော်မနက်ပိုင်းနဲ့ညနေပိုင်းပေါ့နော်အဲ့တော့ဒါမျိုးလေးရှိရဲ့အဲအဲ့တော့ဒီဂေါ်ဇန်ရဲ့ဇန်လေးကကြတော့ဒီမနက်ပိုင်းဖြစ်တဲ့အတွက်မရဲပေါ့နော် နေ့တနေ့ရဲ့အစီပိုင်းဖြစ်တဲ့အတွက်မဲအဲ့တော့ဂေါ်ဇန်က PM ကကြတော့သူကနောက်ကဥရှိတိုးဆိုတဲ့ဥစားလေးကတ်တယ်ပေါ့နော်အဲ့တော့အရှိမကျွန်တော်ကဒီဟာ ီမှာ go ဆိုတဲ့စကားလုံးလေးကိုရေးမှာပေါ့နော်အဲ့တော့ gozan ဆိုတဲ့ pocket လေးကိုရေးချင်းဒီလိုမျိုးလေးရေးရတယ်တဲ့ go go ဆိုတဲ့ဥစ္စာလေးကိုရေးချင်းဒီလိုမျိုးလေးရေးရတယ်တဲ့အဲ့တော့ဒါလေးဒီခန်းကြီးစကားလုံးလေးကဒီမှာပဲတုံးတာတခြားဘယ်မှာမှမတုံးအဲ့တော့ဒါဖတ်တက်သွားပြီဆိုလို့ရှိရင်ဒါလေးကျွန်တော်ထပ်ပြီးတော့ pocket ပြသွားပြီပေါ့နော် gozan go go ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါလေးကဘယ်လိုဆွဲလဲဆိုအရင်ဆုံး1 2 3 4ဒါလေးပဲတတိထာမှာက တတိထာကမကဘာလဲဆိုတော့ကျွန်တော်ဥရှိဆွဲစကလုံးလေးရှိတယ်ဥရှိဥရှိဆွာကနွားကိုပြောတာအဲ့တော့နွားဆိုတဲ့စကလုံးလေးကိုကြည့်ကြည့်ပါဦးနွားပေါ့နော်ဥရှိဆွာနွားအဲ့တော့နွားစကလုံးလေးကဥရှိဒီလိုလေးဘာကွာလဲဘာကွာလဲဆိုတော့ဒီအပေါ်ကအပေါ်ထွက်တယ်ပေါ့နော်အဲ့တော့ဂေါဇန်ဂေါဂေါဆွဲတဲ့အခါမှာအပေါ်မထွက်ရအောင်အပေါ်ထွက်လို့ရှိရင် အပေါ်ထွက်နွားဖြစ်သွားမှာခန်နွားဆိုရခန်းကြီးစကလုံးဖြစ်သွားမှာအဲ့တော့အဲ့ဒါလွဲလို့မရပါဘူးကျွန်ဒီမှာလေးကီးဘုတ်တွေအများကြီးဖြစ်နေတယ်ဒီလားမြင်ရလားမသိဘူး Japanese ရှိတယ်မြန်မာရှိတယ်ဒါကတော့ auto ပါတဲ့ဟာပေါ့နော်ဒါဖြင်းရင်းဆိုလို့ရှိရင်ဒီလိုမျိုးလေးရှာဝူရှာဝူလို့ရေးလိုက်လို့ရှိရင်ဒါဒါရှာဝူရှာဝူကကြတော့အဲတရုတ်လိုပေါ့နော်တရုတ်လိုကော့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 ဖြစ်သွားပြီးလို့ရှိရင်ဥပမာ 但妈妈了呀，喏，她自个立波了，立 <laughs> 波了。然后，哎、欸，片片的意境呢？下午，下午，年天呢？下午，下午，嗯。 စာမရအောင်တေချာမကြက်ထားတော့ဖြင်းရမပိုင်မမနိုင်နေဖြစ်နေအဲ့တော့ဒါတယုံမှာဆိုလို့ရှိရင်သူကရှန့်ဟူရှောက်ဟူဆိုလို့ရှိရင်ဂောဇန်အဲဂောဇန်ဂောဂောဆိုတဲ့စကားလုံးလေးကသူကဒီလိုမျိုးလေးရေးတယ်အဲ့တော့ဘာမှဘာလေးဒါလေးစင်တူနေပါဘောနော်သူတို့ကကြတော့အပေါ်အောက်ဆိုပြီးရေးတာဟုတ်အပေါ်အောက်ဥွယ်ရှိတာဆိုအပေါ်အောက်ဆိုဒါဒီလိုမျိုးလေးရေးအဲ့တော့ဂျပန်စာမားဒါ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 ဘောနော်ဒါလေးမှတ်မိပြီရပြီအဲ့တော့ဒီမှာဂောဇန်ဂောဂောဇန်ဂောဂော ကောဇန်ကောကော AMPM ပေါ့နော်အဲ့တော့ဒါကကျွန်တော်မြန်မာစာမှာဆိုလို့ရှိရင်လည်းမနက်ပိုင်းညနေပိုင်းရှိတယ်လို့မျိုးဂျပန်စာမှာလည်းရှိတယ်တရုတ်စာမှာလည်းရှိတယ်ပေါ့နော်။မအင်္ဂလိပ်စာမှာဆိုလည်း AMPM ဆိုပြီးတော့ရှိတယ်။သူနာမည်အရှိကြီးပဲ။ဒါပေမဲ့အဲခက်လို့အကုန်လုံးက AMPM ပဲမှတ်တာကျွန်တော်လည်းမမှတ်ထားဘူးပေါ့နော်။အဲ့တော့ AMPM ဆိုရယ် pocket blue မှတ်ထားပေးပါ။အဲ့တော့ကောဇန်ကောကောဆိုရယ်ဥစားလေးတည်တယ်ပေါ့နော်။အဲ့တော့အမှဘာကိုဆက်ပြီးတော့တည်လိုက်ရလဲဆိုတော့မရာဇန်ဆိုပြီးတော့ဖတ်တယ်။ဥရှိရောကကြတော့ go ဆိုပြီးတော့ဖတ်တယ်ဆိုရယ်ဥစားမျိုးလည်းမှတ်ထားပေးလို့ရတယ်။အမှထပြီးတော့ကျွန်တော်ကဇန်ကောဆိုရယ် pocket blue ထပ်ပြီးတော့မှတ်လို့ရ ရဇန်ကော့ဇန်ကော့ဆိုလို့ရှိရင်အရှိနေနေအနောက်နေနေပေါ့နော်အဲ့တော့ဟိုအရှိအနောက်ဆိုရဲစကားလုံးလေးဖြစ်သွားတယ်ဒါပေမဲ့သူကကြတော့ဟိုလိုမျိုးအရက်မျက်နှာပြောမဟုတ်ဘူးဆိုရဲဥစ္စာကိုလည်းတရားမှတ်ထားပြီနော်ဇန်ကော့အရှိအနောက်ဆိုရဲဥစ္စာမျိုးလေးပေါ့နော်အရှိအနောက်အရှိအနောက်နော်အရင်မျက်နှာမဟုတ်ဘူးနော်ဇန်ကော့ဆိုရဲလိုမျိုးအတွဲလိုက်လေးကျထားလို့ရှိရင်ဒါကအဲလုံတွဲလေးလည်းတစ်ခါရရသွားမယ်ပေါ့နော်ဒါမျိုးလေးရှိမယ်ပြီးလို့ရှိရင်ဆုတူဆုတူကကြတော့အပြင်ဘက်ကိုပြောတာအဲ့တော့ကျွန်တော်တို့မှာအ အာခုနီဆိုရစကားလုံးလေးရှိမယ်ဒါလေးခုနီခုနီဆိုတာကနိုင်ငံကိုပြောတာပေါ့နော်ခုနီနိုင်ငံနိုင်ငံအဲ့တော့ကျွန်တော်တို့ကအေနိုင်ငံနိုင်ငံအပြင်ဘက်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ခုနီကိုကြတော့ဥပမာခခုဆိုပြီးတော့ဖတ်တရားမှတ်မိလားမသိဘူးချူကခုဆိုလို့ရှိရင်ချူကခုချူကခုဆိုလို့ရှိရင်ဘာဖြစ်သွားတော့ချူကခုဆိုလို့ရှိရင်တရုတ်နိုင်ငံဆိုပြီးတော့ဖြစ်သွားနော်ချူကခုတရုတ်နိုင်ငံဒီလိုမျိုးလေးရေးပါတယ် အဲ့တော့ဒီမှာဒီတစ်ခေါက်ရေးချင်တာကကြတော့စွတ်တူနဲ့ခုနီနဲ့ရေးချင်တာတော့ဘယ်လိုဖတ်လဲဆိုတော့ဂိုင်းခုခုဆိုပြီးတော့ဖတ်တယ်ဂိုင်းခုခုဂိုင်းခုခုဆိုတာကနိုင်ငံခြားကိုပြောတာဖြစ်ပါတယ်နိုင်ငံခြား เนาะအဲ့တော့ဒီစွတ်တူဆွဲစကလုံးလေးကစွတ်တူဆွဲစကလုံးလေးကဂိုင်းဆိုပြီးတော့ဖတ်တယ်ဆိုရင်အတန်လေးကိုထပ်ပြီးတော့မှတ်ထားပေးပါเนาะကျွန်တော်ဒီနေ့မှတ်ထားတာကစုစုပေါင်း10လုံးပဲမရဲ့ကကြတော့ဇန်းဆိုပြီးတော့ဖတ်တယ်ဥရှိတိုးကကြတော့ဂော့ဆိုပြီးတော့ဖတ်တယ်စွတ်တူကကြတော့ဂိုင်းဆိုပြီးတော့ဖတ်တယ်ပေါ့เนาะအဲ့တော့ဟီတာတိမီကီဟီတာတိမီကီ ဘယ်ဘက်နဲ့ညာဘက်ဘယ်ဘက်နဲ့ညာဘက်ကိုသူကဆွဆွလိုမျိုးလေးဇန်ကော့လိုမျိုးလေးပဲအတွဲလိုက်ရေးလို့ရအဲ့ကြိုက်တော့ဘယ်လိုဖတ်လဲဆိုတော့စယူဆိုပြီးတော့ဖတ်တယ်ဘယ်ဘက်ညာဘက်ဆိုပြီးတော့အတွဲလိုက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ ူရဲ့ခွန်းနဲ့အွန်နေရှိတာ哦เนาะအွန်ယောမိကကြတော့သူကစဆိုပြီးတော့ဖတ်ပြီးတော့သူကကြတော့ယူဆိုပြီးတော့ဖတ်လိုက်ရအဲ့တော့စယူဆိုလို့ရှိရင်ဘက်ဘက်ညာဘက်ဆိုတဲ့အခန်းကြီးစကားလုံးလေးဖြစ်သွားပါပဲဒါမျိုးလေးရှိမယ်ပေါ့เนาะအရှိအနောက်တောင်မြောက်ကကြတော့လီလုံးကမှတ်ရတာအယံကိုလွယ်တယ်အရှိကကြတော့တိုးအဲ့တော့လီလုံးပေါ့เนาะအရှိအနောက်တောင်မြောက်ဟီကာရှိနီရှိမီနာမီခီတာအဲ့လိုမျိုးလီလုံးကြီးမကြက်ချင်ဘူးဆိုလို့ရှိရင်ဒါမျိုးလေးမှတ်လိုက်ရတယ်တိုးဆိုင်နမ်ဘိုခုဆိုပြီးတော့ တိုးဇိုင်းနံဘုခုအဲ့လိုမျိုးလေးလေးလုံးလေးကျက်လိုက်ဒီလိုမျိုးအတန်လေးကျက်ခြင်းအပြင်ကျွန်တော်တို့ကခွန်ရောအုံရောတစ်ခါမှတ်မိသွားတာပေါ့နော်အဲ့တော့တိုးဇိုင်းနံဘုခုဆိုတာကအရှိနောက်တောင်မြောက်အရှိအနောက် EWSD လာကျွန်တော်ခေါ်ကြ East ရယ် West ရယ် South ရယ် EWSN not yet တော့เนาะအရှိအနောက်တောင်မြောက်ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့အဲ ထိုးဆိုင်နံဘုခုအရှိအနောက်တောင်မြောက်ဆိုတဲ့ဒါမျိုးလေးရှိမှာပေါ့နော်နာမရေကကြတော့နာမရေမှာတခါရေမေးထားပြီးသားဆိုတော့အဲမေးဟိုစာပေါ့နော်နာဆိုတဲ့စကားလုံးလေးရှိတယ်သူ့ကကြတော့နာမအဲနဲ့ပတ်သက်ပြီးတော့မှတ်စကားလုံးလေးပေါ့နော်သူတစ်လုံးနဲ့ကြံခဲ့တော့မှတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးလေးမှတ်ထားပေးပါ you may na ဆိုတဲ့နာ adjective လေးရှိတယ် you may na you may na ဆိုတာကနာမည်ကြီးတော့ popular ဖြစ်တော့ဆိုတဲ့စကားလုံးလေး you may မှာဆိုလို့ရှိရင်သူက may ဆိုတဲ့စကားလုံးလေးနဲ့ဝင်သွားတယ်ပေါ့နော်ခန်းကြီးလေးပါတခါရေးလိုက်မယ် you ခန်းကြီးလေးကတော့မတင်ရသေးဘူးဆိုပေမဲ့ you may na မှာဆို ယ်သူ main ဆိုပြီးတော့ဖတ်တယ်ပေါ့เนาะအဲ့တော့ you main နာဆိုတာက popular ဖြစ်တော့ဆိုရဲစကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီမှာ10လုံးရှိသွားတယ်ပေါ့เนาะထိုးဆိုင်ဆန်းပုတ်ခုလည်းမှတ်ထားပေးမယ်ဒီနာမရဲ့ကနောက်တစ်မျိုးမှတ်ချင်တယ်ဆိုလို့ရှိရင် main ဆိုပြီးတော့ထွက်တယ်ဆိုရဲဥစ္စာလေးပေါ့เนาะလောလောဆယ်မိသွားလဲကိစ္စတော့မရှိဘူးဒီနေ့အတိအကမှတ်ပေးစေချင်တာကဒီ10လုံးပေါ့เนาะဒီ10လုံးချက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေ့တာဝန်ကြီးသွားပြီလို့ပြောလို့ရပါတယ်10လုံးကိုချရေးပြီးတော့ အဲမမမိအောင်ပေါ့နော်ခန်းကြီးလေးနဲ့ဘောကပ်လေးနဲ့မမမိအောင်ဒီဆယ်လုံးကိုချက်ထားပေးမယ်ဆိုလို့ရှင်ဒီနေ့ဒီဗီဒီယိုရဲ့အဲစာလေးတွေရသွားရလို့ယူစာလေးရပါတယ်ပေါ့နော်အောက်ကောက်စာလေးတွေကကြတော့ဒါမဟုတ်လဲနောက်ပိုင်းကျရင်ကိုကစာရေးအများကြီးထပ်ပြီးတော့ချက်ချင်လာအောင်မှာမှတ်ချင်လာအောင်မှာဆိုတော့တစ်ခါရေးမှတ်လိုက်မယ်ဆိုလို့ရှင်ဒီ phrase လေးလောက်မှတ်ထားရဲဆိုရင်တော့တော်တော်လေးလုံလောက်သွားပြီလို့ပြောလို့ရပါတယ်အဲ့တော့ဒီတစ်ခေါက်ကအပိုင်း6ဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခေါက်တော့ဂတိပေးတယ်မြင်းမြန်ဆဆန်နဲ့အစအဆုံးအဲမြင်းမြန်တင်ဆက်ပေးသွားမယ်လို့ဂတိပေးပါတယ်အရှင်းမှာ၅ပိုင်းရှိရသေးတာဆိုတော့အရှင်း၅ပိုင်းမကြည့်ရသေးဘူးဆိုလို့ရှင်လဲအရှင်း၅ပိုင်းကိုကြည့်6ကိုလည်းကြည့် နောက်ထပ်လာမယ့်ဗီဒီယိုလေးလက်ဆက်ပြီးတော့ကြည့်ပေးပါအောင်နော်တဒါ